ှိအတူတကုံးနဲ့စားခဲ့တဲ့လိန်လယ်မှုလေးတစ်ခုကနေဒီနတန်ဒီနောက်ဆုံးအသက်ဆုံးရှုံးမှုတွေအထိဖြစ်သွားမယ်လို့ဘသူကကြိုတွင်းမိမှာလဲဒီနေ့ပြောပြချင်တဲ့အကြောင်းအရာကတော့ထိုင်းနိုင်ငံမှာဖြစ်ခဲ့တဲ့ခြေခွဲဆရာတားပြောင်မှုတစ်ခုရဲ့အဖြစ်ပဲအစွန်လင်းပါပဲဟုတ်ပါတယ်အစပိုင်းမှာတော့ဒါအစ်ကိုတာမန်နိုင်လို့နဲ့လိန်လေမှုလေးတစ်ခုပါပဲဒါမဲ့မီးဆရာရှိတာကရွှေအတုတကုံးကနေတနတ်တန်ဒီအထိအချင်းကြီးတွေကဘယ်လိုများဒီလောက်အထိစိုးရွားွားခဲ့ကြလဲ ီမိခွန်ရဲ့အထည်ကိုသိရဖို့အတွက်ဇလန်းကိုအစကနေပြန်ကြည့်လိုက်ကြရအောင်ဇလန်းရဲ့အထက်ကဇက်ကပေါ့နော်နောက်ပိုင်းမှာဓာဖြစ်ဖွင့်လာမဲ့ဇက်တာယူဆူဝမ်သူမှရိုးရှင်းပုံရတဲ့အစီအစဉ်တစ်ခုရှိခဲ့တယ်ဒါပေမဲ့အဲ့ဒီအစီအစဉ်ကပဲလောကကိုမာရင်းထွားခဲ့တာပါအဖြစ်အပျက်ကဗမာစလဲဆိုတော့ထိုင်းနာမန်အရှေ့မြောက်ပိုင်းကဝါကောင်ဈေးထမရှိတဲ့ရွှေဆိုင်နဲ့အပေါင်ဆိုင်တွဲဖွင့်ထားတဲ့ဆိုင်ဒီဇိုင်းပါပါသူကရွှေဆွဲချိုအတုတခွန်းဝယ်ယူပြီးဆိုင်ထဲကိုဝင်လာတယ် ပြီးတော့အဲ့ဒီဆွဲချိုးကိုပေါင်ဖို့စူးစမ်းခဲ့တယ်။ဒါမဲ့သူ့ရဲ့တိတ်ကိုယူရှင်းမှလဲဆိုတဲ့အစီအစဉ်ကပရမဆုံးခြေလမ်းမှာတဲ့အမာကြီးမားသွားခဲ့ပါတော့တယ်။ဆိုင်ရင်ကသူ့ပြားတဲ့ဆွဲချိုးကိုတစ်ချက်ချိလိုက်တာနဲ့အတူမှန်ချက်ချင်းတိသွားပြီးပြက်ပြက်သားသားပဲငင်းဆိုလိုက်ပါတယ်။အဲ့ဒီစကားတစ်ခုကပဲအဖေပြက်တစ်ခုလုံးရဲ့လာရကိုပြောင်းပြန်လန်ဖြစ်လိုက်မဲ့အရေးကြီးဆုံးအလဲပြောင်းဖြစ်လာခဲ့ပါတယ်။အဲ့ဒီမှာနေမဲ့အချင်းတွေကဓမျိုးပြောင်းသွားတော့လာပဲ။မအောင်မြင်တဲ့အလဲစားမှုလေးတစ်ခုကနေအသက်အန္တရာယ်ရှိတဲ့ ထိန်းချမှုတစ်ခုဖြစ်စကန်ပိုင်းလေးအတွင်းမှာပဲပြောင်းလဲသွားခဲ့ပါတယ်။သူ့ရဲ့ပထမအဆီဇင်မအောင်မြင်တော့တဲ့နောက်မှာယောဆုဝမ်ကချက်ချင်းပဲအဆီဇင်အတစ်တစ်ခုကိုဖျောင်းလိုက်တယ်။ဆွေကျူအတုပေါင်းတာကနေတင်းနဲ့ထုတ်ကင်းငွေတောင်းတဲ့ဓာပြမှုအဖြစ်ပြောင်းလဲသွားခဲ့ပါတော့တယ်။သူ့တောင်းလိုက်တဲ့ပိတ်ဆံကဗန်ငွေနှစ်သိန်းပါ။ဒီငွေပမာဏကိုရဖို့အတွက်တင်းတက်တလက်ကိုထုတ်တုံးလိုက်တဲ့အချိန်မှာအချိန်လေးကနောက်ပြန်ဆုပ်လို့မရတော့ဘူးဆိုလာရှင်းတော့ပါပြီ ဒီအချိန်မှာတော်တော်များများဆိုလန့်သွားနိုင်ပေမဲ့ဆန်ရှင်ကတော့အန်ဩစရာကောင်းအောင်ကိုတည်ငင်နေခဲ့တယ်။သူကဒါပဲတောင်းဆိုတာကိုလိုက်လို့မဲ့ပုံစံနဲ့အေးစစ်စစ်ပဲအနောက်ခံနဲ့ကိုဝင်သွားခဲ့ပါတယ်။ဆန်ရှင်အနောက်ခံနဲ့ဝင်သွားပြီးဒိတ်စိတ်ထွားတဲ့အဲ့ဒီအချိန်လေးကပဲမကြာခင်မှာပေါက်ခွဲထွက်လာမဲ့အတန်တွေအတွက်နိဒာခေခဲ့တယ်။ဒီမှတဲ့အချိန်လေးကဘသူမှထိန်းလို့မရတော့တဲ့အချိန်လေးကိုရောက်တော့ခဲ့ပါပြီ။ဟုတ်ပါတယ်။ဆန်ရှင်ကငွေသွားယူမယ်ဆိုပြီးဝင်သွားတယ်။ ။ဒါပေမဲ့ပြန်ထွက်လာတော့လက်ထဲမှာပါလာတာကငွေမဟုတ်ဘူး။တေနတ်တလက်။အဲ့ဒီမှာတင်မယ်။ဆန်ရှင်နဲ့ဓားပြရိုးစုဝန်တို့ကြာမှာရုပ်ရှင်တွေထဲကလို့အပြန်လန်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတော့တယ်။အဲ့လို အပြန်လန်ပြစ်ကြတဲ့ခါမှာ ပထမဆုံးထိသွားတာကတော့ဓားပြရိုးစုပါမယ်။သူ့ပခုံးကိုဆန်ရှင်ရဲ့ကြီးစံတက်တော့ထိမှန်သွားခဲ့ပါတယ်။ ဆိုင်ရှင်ကတကယ်ကိုညံကောင်းပြီးမြန်တယ်။ယိုဆူဝမ်တေယာနဲ့လဲကြသွားတာနဲ့ထွက်မပြေးနိုင်အောင်ဆိုင်တကားကိုအပြင်ကနေဆွဲပယ်လိုက်တော့တာပါပဲ။အပြင်ဘက်မှာအချင်းတွေညင်သွားပေမဲ့ပိတ်ထားတဲ့ဆိုင်တကားတွေမှာတော့ဒီဇလိုင်းရဲ့အခြေခွဲအဆုံးစတဲ့ပိုင်းစတဲ့တို့မှာပါ။ဒါပြဖြစ်သူကနောက်ဆုံးမျောလင်းခြင်းမဲ့သွားတဲ့အခိုက်အတန့်ကြီးပေါ့။ဆိုတော့ဒန်ယာကလည်းရဟာတယ်။ဆိုင်ထဲမှာလည်းပိတ်မိနေပြီ။လုံးဝထွက်ပေါက်မရှိတော့ဘူးဆိုတာကိုယိုဆူဝမ်နားလည်သွားတဲ့အချိန် အဲ့ဒီခိုက်တန်ကသူ့အတွက်နောက်ပြလဲလုံးမရတော့တဲ့ဆုံးပတ်ပဲဖြစ်သွားခဲ့ပါတယ်။လုံးဝလွတ်လပ်မရှိတော့ဘူးလို့တိလိုက်ရတော့မှာတော့ယောရှုဝါဟာသူ့ကိုင်လာတဲ့တနက်ကိုသူ့ဘက်ပြန်လဲပြီးသူ့ဘဝကိုသူ့ကိုယ်တိုင်ပဲအဆုံးသတ်သွားခဲ့ပါတယ်။အဖြစ်ပြက်တွေအောင်းလုံးပြီးသွားတော့ရဲတွေရောက်လာပြီးဒီချေကွဲစရာဇလန်ရဲ့အပိုင်းအစားတွေကိုစပြီးဆက်ဆက်ကြည့်ရတော့တာပေါ့။သူတို့ရဲ့ဆက်ဆက်ချက်တွေကရဲတွေအခင်ဖိတဲ့နေရာကိုရောက်တဲ့အခါကောင်တာရှိမှလဲကျနေတဲ့ယောရှုဝါရဲ့ရုပ်အလောင်းကိုတွေ့ရတယ် သူ့ဘေးမှာတော့9မီလီမီတာတင်းနဲ့တလက်ပြီးတော့ဆိုင်ရင်ပင်ဘက်မှာသူစီးလာတဲ့ကားရစီရထားတာကိုတွေ့ခဲ့ရပါတယ်။တွေ့ရုပ်အလံကိုစစ်ဆီးကြည့်တဲ့အခါတော့တနတ်တန်ရနှစ်ချက်ကိုတွေ့ရတယ်။ရှင်းအောင်ပြောရရင်တစ်ချက်ကဆိုင်ရှင်ပစ်လို့ပခုံးမှာထီးတဲ့တန်ရဒါကတင်းစင်နိုင်တဲ့တန်ရမဟုတ်ဘူး။နောက်တစ်ချက်ကတော့သူ့ကိုယ်တိုင်ပိခတ်မှုကြောင့်ရခဲ့တဲ့သူ့ကိုတေဆုံးစေခဲ့တဲ့တန်ရပဲဖြစ်ပါတယ်။အဆုံးသက်မှာတော့ပငွေနှစ်သိန်းကိုလိုချင်တဲ့လောဘတစ်ခုကနေအသက်တစ်ချောင်းဆုံးရှုံးသွားတဲ့အထိဖြစ်ခဲ့ရတယ်။ ဒီတော့စဉ်းစားစရာကမအောင်မြင်တဲ့ဂျာဆွေးမှုတစ်ခုအတွက်ပေးဆက်လိုက်ရတဲ့တန်ဖိုးကတကယ်ရောတန်ရလားဆိုတာပါပဲ။